ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်အခြေအနေသတင်းချက်လက်များပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းလုံးတယောစာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြောက်ပါစီဗျာအေးတော်ဘုံအောင့်ကိုအောင်ရမည် 59 campaign လေးစားဖာရဲဘော်အောင်နဲ့ရောက်ရှိနေပြည်တော်စစ်ရုံးချုပ်ရှိအခန်းတစ်ခုအတွင်သို့အရက်ပုပပိန်လီလီနဲ့အဟာရပြတ်၍ချိနဲ့နေပုံရသောလူတအုပ်ဝင်လာပြီးတရင်ပို့လိုက်လေ၏စပွဲနောက်တွင်ထိုင်၍ Facebook ကိုတဲချင်းမဲကြီးပွတ်နေသောအဖဆိုသူကခေါင်းကိုတစ်ချက်ဆက်ပြလိုက်၍ထိုင်ကွာမအောင်နဲ့အကြကြမင်းကိုခေါ်လိုက်တာဒီကိစ္စကြောင့်ပဲကွာဟူ၍ ဖုံးကိုအောင်နဲ့ရှေ့သို့ထိုးပေးလိုက်ပြီးစိတ်ထားသောပို့တစ်ခုကိုပြလိုက်လေသည်ဇူလိုင်၃ရက်နေ့မှာကြာရောက်မဲ့တက်ချုပ်ကြီးအဖမဟာလာရဲ့69နှစ်မြောက်မွေးနေ့အတွက်မွေးနေ့ဆုတောင်းဗီဒီယိုများကြောက်ယူလိုပါတယ်တမတော်ကိုချစ်ကြတဲ့တန်လေးစေသောပြည်သူများကျွန်တော်ထံလာရောက်ပေးပို့နိုင်ပါတယ်စေကန်းချက်များဗီဒီယိုဒီစက္ကန့်20ထက်မပိုရပါ Happy Birthday နဲ့ဆက်၍ လှိုင်ဖြင့်အဆုံးတက်ရမည်ဆဲဆူထားသည့်ဗီဒီယိုများလက်မခံပါတဦးလင်ဗီဒီယိုတစ်ပုဒ်သာရိုက်ခွင့်ရှိသည်တတ်ချုပ်ကြီးကိုချစ်ခင်သူများယနေ့နေ့လယ်၁၂နာရီမှစ၍အောင်နဲ့ Facebook Messenger တွင်၎င်းအခြားလက်ခံလူသောတတ်မတော်ထောက်ခံသူအကောင့်များတွင်၎င်းတွားရောက်ပေးပို့နိုင်ပါသည်ဗီဒီယိုပေါင်းတသိန်းပြည့်လင်းဂင်းနှင့်စံတင်တင်နိုင်မှာဖြစ်လို့ဝိုင်းဝန်းစူးစမ်းပေးကြပါယံ။ စဖလိုက်တေကဒါဟာမနေ့ကသူတင်ထားတဲ့ post ဆိုတာအောင်နဲ့တန့်ပီတီတယ်ဒါဝိမဲ့လေအဖပူချုပ်ကြီးတယောက်ကသူ့လိုအညတရရဲဘော်လေးတယောက်ကို ခေါ်ဆင့်နေဆိုရဲကကြောက်တူးတွေတဆက်ဆက်တုံနေခဲ့ရတာအခုလဲ Facebook မှာသူတင်ထားတဲ့ post ကိုပြလိုက်တော့အောင်နဲ့ခမကြောက်သေးတွေကတစစ်စစ်နေဟုတ်ပါအဲ့ဒီ post ကကျွန်တော်တင်ထားတာပါခမအာကြကြ ။ဘာကြီးပဲကျက်နဲ့လောက်တာလေ။ထုံးစံအတိုင်းမျက်နှာထားတီတီလေတံမာမာနဲ့မေးလိုက်တော့ဘိုးချုပ်ဆောင်မဲလုံးကိုကြောင်ငေးကြည့်၍အောင်နှက်မှာတုံနေသောကြောက်တူးများကိုအတင်းဖိထားရင်နှုတ်မှထစ်ထစ်ငေါငေါဖြင့်ဟိုးဟိုလေးပါနီပိန်းတွေဖက်မှာမနေ့တော့ကသူတို့မိမွေးနေ့အတွက်ခင်းနေစံချိန်တင်နိုင်အောင်ဆိုပြီးစုတောင်းပီရီကို၈000ကျော်စုဆောင်နေကြတာကို မခံမရနိုင်ဖြစ်မိလို့ပါအဖ အဲအဲ့တော့အဆောင်ကျွန်တော်တို့တတ်ထောက်ခံသူတွေနဲ့စိတ်နှုံတွေကိုလည်းခွန်အားဖြစ်စေခြင်းနဲ့စိတ်နဲ့အဘတ်တချုပ်ကြီးမွေးနေ့အတွက်ဆူတောင်းဗီဒီယိုတသိမ့်စုပြီးခင်းနစ်စံချိန်တင်နိုင်အောင်လို့ပါပါအောင်နဲ့ရဲ့စကားဆုံးမှာဘိုးချုပ်မဲလုံးကသူ့ဤရှေ့မှာစပွဲအားလဝါဖြင့်အားရောက်ပါရရိုက်ချလိုက်လေသည် နေစမ်းမအောင်မင်းသတင်းတွေကိုတိတ်ချမဖတ်ဘူးလားကွာအတတဘာလဲ မင်းပို့စမှာရေးထားတာဗီဒီယိုပေါင်းတသိန်ဟုတ်စာမေဘေးအခုမင်းမှဖုံးပါလားပါပါပါတယ်ဖခင်ညာဒေါ်လာရကြီးအော်ဟစ်မင်းမြန်းလိုက်တော့မင်းလုံးကိုဝဲတက်လာတော့မျက်ရည်စရိချာမဝေဝေဝါဝါခို့ချည်ရင်အောင်နဲ့ခမညာအောက်ခြေတွင်တရေခွင်းหนีလေးဖြင့်ကြင့်နေအောင်စီထားသည်ဟွာဝေးဝိုင်စစ်ဖုံးဆုပ်လေးကိုဘောင်းမိအိတ်ထဲမှတုံတုံရင်ရင်ဖြင့်ထုတ်ယူလိုက်သည် ဟာမင်းဖုံးကဘိုးတော်ဖျားလေးဘက်ကုန်းတွေက ဖုံးလားကွာအကြကြအနာသိမ့်ပီစာကဈေးဆိုင်တွေစတိုးဆိုင်တွေကိုစိတ်ကြိုက်ဝင်ပြီးဖုံးယူဆိုင်ကယ်ယူပလာတာယူတွေတုန်းကမင်းပါဘူးလားကွာပါပါပါလေပါအဲ့ဒီတုန်းကတော့နောက်လဲရအောင်ပါပဲဆိုပြီးမင်္ဂလာရုံဈေးမှာအောက်ဈေးနဲ့ရောင်းစားခဲ့တာမို့ပါပါကျောင်းလူကြခင်မျက်ရည်တွေကိုမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လှုပ်ရင်း ခန့်၍ပြောနေရသောအောင်နှက်ကိုစိတ်ပြက်လက်ပြက်ကြည့်၍မဲလုံးစကားဆက်လိုက်သည်အတတမင်းကိုခေါ်လိုက်တဲ့တိကလိုရင်းကိုပြောရရင်ညီပိန်းနေလုတ်တဲ့မွေးနေ့ဆူတောင်းဗီဒီယိုတွေကတသိန်းတပေါင်းတရာနဲ့စံချိန်တင်သွားပြီကွာအကြကြမင်းဘော့စ်ကိုပြန်ပြီးအက်ဒစ်လုပ်ဗီဒီယိုပေါင်းတသိန်းတပေါင်းတရာတစ်ခုရမှသာတက်ချုပ်ကြီးကဂင်းနေစံချိန်ဝင်မှကွာမနေ့ကမင်းတင်တဲ့ post ကိုတွေ့တွေ့ချင်း တတ်ချုပ်ကြီးကအရေးပေါ်အထူးစီဝေးခေါ်လိုက်တယ်။အာချာချာနိုင်ငံတော်ဆင့်ဆစ်ဆင်ရေးကြီးနေနဲ့မင်းကိုဝန်းရံကြဖို့ Line 69 campaign ကြီးဟာလွန်စွာတော်တဲ့မှန်ကန်ကောင်းမွန်တဲ့ရည်ရွယ်ချက်တစ်ခုဖြစ်ပြီးသူ့လိုလေးပွဲရခေါင်းဆောင်ကြီးအတွက်တမိုင်းတွင်မဲ့ခွင့်ရေးဖြစ်တာကြောင့်အားလုံးဆွမ်းဆွမ်းတမန်စူးစမ်းလှုပ်ဆောင်ကြရမယ်ဆိုပြီးအမိန့်ထုတ်လိုက်တယ်။အောင်နဲ့မှာမဲလုံးပြောနေသမျှကို မျက်လုံးလေးပြူးကာပြာကာဖြင့်နားထောင်နေရင်မှယင်ဘက်ကိုလက်ဖြင့်ဖိ၍တအံ့တော်အကြကြဒီနေ့ကနေစပြီးတက်ချုပ်ကြီးမွေးနေသည့်မင်းကငါတို့သတင်းမမှန်ပြန်ကြားရေးဌာနရဲ့အထူးဧည့်သည်တော်ဖြစ်နေထိုင်ပြီးဒီကမ်ပိန်းကိုမင်းဦးဆောင်ရမယ်တက်ချုပ်ကြီးပြောထားတာကတော့စုပေးတံပေးစနစ်ပဲဒီကမ်ပိန်းအောင်မြင်လို့တက်ချုပ်ကြီးသာဂင်းနစ်စံချိန်ဝင်ခဲ့ရင်မင်းကိုဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ် ဗိုလ်ချုပ်ကြီးစိုးဝင်းနေရာကိုပြေးမယ်အတတမောင်မြင်တော့ကြောက်ဖြူကို ရှေ့တန်းပို့လိုက်လို့ငါ့ကိုမှားထားတယ်ထိုင်နေရင် ကောင်းတာအောင်နဲ့ခမရထသွားမှကြိုမှန်းတည်တော်မီအမှန်က သူမနေနိုင်မထိုင်နိုင်အာချောင်မိတာခက်တီတီနဲ့တယောစာထရည်တော်ကိုအဟုတ်ထင်နေတဲ့ဗိုလ်ချုပ်ကြီးများကြောင့်သူတော့တိုင်ပတ်ပြီအိုးဘာပဲဖြစ်ဖြစ် အခွင့်ရရုံတော့ရသလောက်ယူထားလိုက်မေး ရှေ့တန်းဆိုရလေအခုမတော်ရရင် နောက်တော့တော်ရမှာပဲအကြကြမင်းတော်ဖို့လာဖို့အတွက်တိတ်ထားတဲ့ဝတ်တော့ကားတွေကကြိုက်တဲ့တစီယူစီလှုပ်လှုပ်ဖို့အတွက်ကတော့လက်ရှိငါတို့ရဲ့သတင်းမမှန်ပြန်ကြားရေးဌာနကဝန်ထမ်းတွေနဲ့မင်းအတွက်စီစဉ်ထားတယ်အကြကြမရှင်းတာပါရှိလေမရှိပါဘူးဗျလေစာတာလဘဆာများဖြင့်ဖြစ်တယ်လို့တိဆောက်ထားသော ငလင်ဘေးတင်တဲရရှိရိုင်နေနေသောဇပွဲဟောင်းတလုံးပေါ်မှာတော့တက်မတော်ကွန်ပျူတာတက္ကသိုလ်မှ ပေးကန်းဆောင်ကျဲထားသော တပတ်ရဲ့လက်ပ်တော့များကစီရီအောင်နဲ့တယောက်မန်ပါပါနဲ့ချောင်းဟန့်ရန်စူးစမ်းလိုက်တော့လေတကယ်တမ်းထွက်လာတဲ့တန်ကတေကာနီးလူမမအမဲချောက်တောင်းနေသည်နေသူ၏နောက်ကျောဘက်တွင်ကြီးတက်မှဂွင်ဖန်ထားသော တန်ကြောင်းနှချောင်းထောင်ကချိတ်ဆွဲထားသည့်စိုင်းဘုတ်တစ်ခုကရှိနေသည်ထိုစိုင်းဘုတ်ပေါ်တွင်ရေးသားထားသည့်စာများမှာ Line 69 campaign ဟူ၏အလုံးကိုကျွန်တော်တို့ရဲ့ campaign အကြောင်းတိကျပြောပြခြင်းနေဒီ campaign အတွက်ကျွန်တော်တို့မှာချိန်73ရက်ပဲရှိပါသေးဒါပေမဲ့လည်းဗိုလ်ချုပ်ဇော်မဲလုံပြောသလိုတက်ထောက်ခံသူပြည်သူတန်း40ရှိတဲ့အတွက်ဒီကမ်ပိန်းဟာခဏလေးနဲ့ complete ဖြစ်လာပါလိမ့်မယ်။အောင်နဲ့ဤစကားဆုံးမှာတော့ သူနဲ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်အင်ညီကောလာမှအစင်းချောင်းများပါတဲ့လူကဖတ်ရလွယ်အောင်ဂုတ်ချဆိုပါစို့ညံ့နေသည့်အသားဆောင်များကိုတောကြောင်ထိုးရန်ဖြင့်စိန်ပြေနေပြေထိုးရင်အောက်ပါအတိုင်းကြံပြုတ်လိုက်သည်ဒါဆိုရင်တော့ကျွန်တော်တို့အချိန်မဆိုင်မဲနဲ့ရှိသမျှပလက်ဖောင်းတွေပေါ်မှာအခုချက်ချင်းကမ်ပိန်းကိုလူသိအောင်လုပ်ရမယ်ကိုအောင်နဲ့ရေ Facebook Twitter Telegram Instagram ယူကျူတွေမှာအခုပဲတင်လိုက်ကြရအောင်ချက်ချင်းပင်တမတော်ရဲ့ဝါရဖြန့်အကောင့်ပေါင်းစုံမှတဆင့်နိုင်ငံတကာပလက်ဖောင်းမျိုးစုံတွင် Shadline 69ဆိုတဲ့စာတန်းကပြူပြန်သွားလေတော့သည်တိတ်မကြနိုင်ငံတကာမှမှတ်ချက်တွေကအုံနဲ့ကျင့်နဲ့ဝင်လာလေတော့သည်ဤနေရာမှာ my friend တို့နားလည်လွယ်အောင် စာရီကို Mr. Way မှာတိုက်ရိုက်ဘာသာပြန်ပေးသွားပါမည်69ကြိုက်တဲ့လိုင်းလား ိုးနိုင်ရဲ့နီးရင်တော့ကိုအပြေးလာမီတော့မေအိုးဖက်ခီလိုင်းစသဖြင့်နိုင်ငံခြားသောအကောင့်ပေါင်းစုံမှမှတ်ချက်တွေကမျိုးစုံ ကိုကုတ်ချားရီဒီလိုဆိုရင်မဖြစ်ချင်ဘူးဒါကြောင့်မို့ကျွန်တော်ပထမဆုံးရေးတင်ထားတာကိုပဲမြမလိုတင်မှဖြစ်တော်မေအီတို့ဖြင့် line 69 campaign ဖွဲ့ကြီးမှာအထက်တွင်ဖော်ပြခဲ့သည့်အတိုင်းအောင်နေဤ post ကို ကော်ပီယူ၍တင်လိုက်ကြလေတော့သည်တိတ်မကြအောင်နေ၏မက်ဆန်ဂျာမှာဗီဒီယိုဖိုင်တစ်ခုရောက်ရှိလာလေသည် ပထမဆုံးရောက်ရှိလာတဲ့ဗီဒီယိုဖြစ်၍အာလုံကောင်းခြင်းဆိုင်ပြီးဝိုင်းကြည့်ကြလေတော့သည်ဗီဒီယိုထဲတွင်မြမတက်မတော်သားတစုဟာယူနီဖောင်းကိုစီဖြင့်ဝိုင်းဖွဲ့ထိုင်နေကြသည်ကိုသူတို့တွေ့လိုက်ရ၏ကိုအောင်နဲ့ရေပထမဆုံးဗီဒီယိုမှာကိုကစစ်သားတွေနဲ့စတာဆိုတော့ နမိတ်ကောင်းတဗျာသူတို့တတ်ချုပ်ကြီးကိုချစ်ခင်မျက်နှူးကြရှာတော့ဂုတ်ကြားကပြောပြောဆိုဆိုနဲ့ဘီယိုဖိုင်ကိုဖွင့်လိုက်လေတော့မင်းအွန်လိုင်းမအီလို့မအီလို့မင်းအွန်လိုင်းဆိုတဲ့အတန်ကြီးကတော်လပတ်တဲတဲမှာဟိတ်ထွက်လာ၍ဂုတ်ကြားမှာလန်တကြားဖြင့်အတန်ခလုတ်ကိုဖိ၍တိုးလိုက်ရလေသည်ထို့သောဖြင့်ပြည်တွင်းနေမကနိုင်ငံတကာမှာရောက်ရှိနေတဲ့မြမပြည်သူပေါင်းစုံထံမှာ စိန်နီပေါင်းစုံဖြင့်ဆဲထားသောဗီဒီယိုများကိုလက်ခံရရှိပြီးသကာလ Line 69ကမ်ပိန်းကြီးကို နေမကူးခင်အမြန်ပင်ဖျက်သိမ်းလိုက်ရလေတော့သတည်းတိတ်မကြောင်းအောင်နေ Facebook ကောင်မှ post လေးတစ်ခုတက်လာလေသည် အချစ်ရနောက်လူသားမဲနိုင်ခိုင်းလိုက်ပါတော့စောက်ကျူမယောက်ချကွားလိုချောင်းကိုတော့ကြောက်ဖြူမှာကြမလို့ဖြစ်တော်မဲဟူတတဝေး